င်္ဂလာပါရှင်ဒီနေ့ပြောပြပေးသွားမှာကတော့ sexually transmitted infections STI လို့ခေါ်တဲ့လင်ကတဆင့်ကူးစက်ရောဂါတွေနဲ့ပတ်သက်တဲ့အနေရဲ့အပေါ်မှားယွင်းစွာခံမှန်းထားတဲ့အယူအဆမှားတစ်ခုအကြောင်းပါဒါဟာလူတော်တော်များများလစ်လျူရှုမိတတ်တဲ့အရေးကြီးတဲ့အချက်ပါ အယူအဆမှာကတော့လိမ်မှုကိစ္စကိုတစ်ကြိမ်နှစ်ကြိမ်သာပြုလုပ်ဖူးရင်သို့မဟုတ်ကိုယ့်ရဲ့လက်တွဲပေါ်ကအပြင်းပန်းကြီးရတာကျန်းမာနေတယ်တန်ရှင်းနေတယ်လို့ထင်ရရင်လိမ်ကတစ်ဆင့်ကူးဆက်ရောဂါမဖြစ်နိုင်ဘူးလို့ယုံကြည်နေခြင်းပဲဖြစ်ပါတယ်။မှန်ကန်တဲ့အချက်ကတော့လိမ်ကတစ်ဆင့်ကူးဆက်ရောဂါဟာတင့်ရဲ့လိမ်ဆက်ဆံမှုအကျဉ်းရေနည်းပါးနေရင်တောင်ကာကွယ်မှုဥပမာကွန်ဒုံးမရှိပဲဆက်ဆံခဲ့ရင်တစ်ကြိမ်နဲ့လည်းကူးဆက်နိုင်ပါတယ်။ အရေးကြီးတာက လိမ္မာတဆင့်ကူးဆက်စေတဲ့ယောဂဘူအများစုဟာယောဂလက္ခဏာချက်ချင်းမပြတ်တတ်တာပါပဲ။ဒါကြောင့်ပိုးရှိနေသူဟာအပြင်ပန်းကြည့်ရတာလုံးဝကျန်းမာသလိုရှိနေနိုင်ပါတယ်။အဲ့ဒီကူးဆက်တတ်တဲ့ပိုးမွားတွေဟာ ခန္ဓာကိုယ်ထဲမှာလက္ခဏာမပြဘဲပုံကွယ်နေနိုင်ပါတယ်။ဒါကြောင့်ကို့မှာသို့မဟုတ်လက်တွဲပေါ်မှာ STI ပိုးရှိနေမှန်းမသိပဲအခြားသူတွေကို ကူးဆက်စေတာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့် လိမ္မာတဆင်ကူးဆက်တဲ့ရေအာကများတရေကို ရှုံမတွက်ပါနဲ့လိမ်ဆက်ဆန်တိုင်းအကာအကွယ်ကွန်တုံးအသုံးပြုတာဟာအရေးကြီးဆုံးကာကွယ်နည်းတစ်ခုပါပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူတာနဲ့လိုအပ်ပါကစေရှိမရှိ စစ်ဆေးတာဟာ ကိုကိုကိုနဲ့လက်တွဲဖို့ကိုကာကွယ်ရာရောက်ပါတယ်ဒီဗီဒီယိုကနေဘ ഹു တုတရခဲ့မယ်ဆိုရင် like လုပ်ပြီးမျှဝေပေးဖို့မမေ့ပါနဲ့ဦး နောက်ထပ်ကျမ်းမာရေးဆိုင်ရာအချက်အလက်တွေကို သိရှိဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားပါလို့တိုက်တွန်းရင်းညီကုန်းချုပ်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။